အဲ့အလုပ်ကြချင်ပါသေးကြလို့ဘာကြီးစုံကောင်းတောင်းပါလေဒီနေ့က28ရက်ဆယ်လ2025ပေါ့နော်ဒါဘာကြီးတီးစီးတဲ့များတရင်အကြောင်းအရာလေးတွေကိုပြန်လည် share မျှဝေပေးတဲ့အစီအစဉ်မှာအခုဘာကြီးပြောပါတော့မယ်မနေ့ကတော့ဆိုဒီကျွန်တော်ဘက်ကဖုန်းကဝင်လာတာနဲ့ဒီကနေ့ဖုန်းကအမှနံမတူမှအဲမတူပြီးမှကင့်နေတဲ့ချင်းမတူပြီးမှအဲမတူပြီးမှကင့်နေတဲ့ဟာကိုကျွန်တော်လမ်းပြလိုက်တဲ့အချိန်မှာ မင်းလမ်းမျိုးကဝင်လာတော့ကျွန်တော်တန်းနေပြီးတော့မတူဘူးဆိုပြီးတော့ပြောမိလိုက်တာမနေ့ကအဲအဲနတ်မတူဘူးမတူဘူးဆိုပြီးတော့ပြောလိုက်တာအဲမိုးတေကိုရောက်နေတယ်တန်းတော်ဆက်ကြောင်းသွားဆိုအဲ့ဒါမတူဘူးအီမိုးတေမတူဘူးရောက်နေမိုးတေဆိုပြီးတော့အဲ့လိုပြောတာမှားပါတယ်အဲ့ဒါလည်း sorry ပါဗျာနော်ဖောက်တူရဆိုတာရဲ့ကျွန်တော်အဲ့မှာတောက်ဆောက်ပြောရှမ်းမြောက်ပိုင်းเนาะအဲရှမ်းမြောက်ပိုင်းဒီနတ်မတူမှာတမ်တော့ကအာနတ်မတူစစ်ကြောင်းတိုးတဲ့အချိန်မှာ ဒီမုတ်တိတ်ကြီးကမှာအထိုင်ချပြီးတော့တောက်လျှောက်တက်တော့က drone တွေနဲ့လက်နက်ကြီးတွေနဲ့လေချောင်းပစ်ကူတွေနဲ့တောက်လျှောက်ရှင်းနေနေတယ်ပြီးတော့အဲ့ဒီမှာလည်းပဲမန်နီကြီးရောက်တဲ့ဗစ်တူတွေဗစ်တူတိုင်းမှာဒါ drone မိုးတွေနဲ့တောက်လျှောက်ရတယ်ဒီနေ့လည်းပဲထိုးလေးတကောင်အဲ့လိုပဲခြားတယ်တက်တော့ကဒါဒီဘက်ဟိုနေဘက်ကိုရှင်းတာပေါ့နော်နံပါတ်2ဘက်ကိုစစ်ကြောင်းတို့ရှင်းနေတာရှိတယ်ဈာမှရှိတဲ့ရွာတွေမှာလည်းပွဲတွေကလည်း အခါတခါချလက်နက်ကြီးနဲ့ပြုံးနိုင်သူတို့အထိုင်ယူထားတဲ့ဒီမန်နီချီရောက်ကမှလည်းတမ်းတော်ကအမုံတုတ်ချင်းနေတာကိုတွေ့ရတယ်နော်ပလောင်နေတဲ့အဲ့မှာတော်တော်များများတည်တယ်တော်တော်များများတည်တယ်နော်အဲ့ဒါလေးတော့ကျွန်တော်ပြောပြရစီနော်ဒီဒီနန်းခန့်ဒီပါဝါစီဆိုင်မှာလည်းပဲကုကြိတ်ကြီးအဲ့ပလောင်လေးရှိနေတုံးပဲအဲ့ပတ်ချလဲဟာသူအကုန်လုံးကအဲ့ဘက်ကဆုပ်ပြေးလာတာဖြစ်ပဲဒီနေ့ဒီဒီနေ့ဒီမနေ့ကလည်းတနေ့ကိုပတ်မှုနေကြတာကိုကျွန်တော်တို့တွေ့ရတယ် ဒါလေးကိုတက်မတော်နေနဲ့နည်းနည်းသတိထားဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ပြောချက်တယ်ပေါ့။အဲနောက်တစ်ခုမတရားမှာမတရားမှာဒီတပြေချောင်းအကြမ်းဖက်စခန်းကိုဟိုဖက်ထုတ်ချတာ။စတုံးကအဲ့မှာပွဲချင်းမိတည်တယ်လို့ကျွန်တော်ကြားတယ်။ကိုရောက်တော့ကတော့ဒဏ်ရတယ်။အဲ့မှာ PD ကအများကြီးတည်တယ်လို့ကျွန်တော်တို့ကြားရတယ်။နော်။ပလောင်နဲ့ပါတယ်လို့ကြားရတယ်။အဲ့တော့အဲ့ဒီတပြေချောင်းမှာဒါဖက်ထုတ်ရှင်းနေလိုက်တာနေရာလဲ။ အဲမဆိုးတော်တော်ကောင်းတယ်လို့ကျွန်တော်အနေနဲ့အဲတုံးသက်လို့ရတယ်တော်တော်ကောင်းတယ်အဲ့တပီးအေးကျောင်းမှာရှိတဲ့ဂျာဘတ်စကန်ကိုဖစ်ထူလိုက်တာနောက်တစ်ခုဒီဘက်မိုးမိတ်ပေါ့မိုးမိတ်မှာဆိုရင်မကြီးပင်ကြီးရွာကိုတန့်တော့ကဘုံကျဲရှင်းလင်းတာရှိတယ်အကြမ်းဖက်ရှိတဲ့နေရာလေးကိုရှင်းလင်းလိုက်တဲ့နေရာမှာသူကပုံမှန်ထုံးစံအတိုင်းလှုပ်ရွတ်လှုပ်စင်လှုပ်တာကိုတွေ့ရတယ်နံပါတ်1အဲ့မှာခြားတယ်ခြားတော့အဲ့မှာသူတို့အဲပထမ တည်တဲ့သူတွေပေါ့ဗျာ၄၅၀ယောက်လောက်ရှိမှတည်တဲ့သူတွေကိုလာကောက်နောက်တူကြလာမှာတော်တော်တည်သွားတာအဲ့မှာ35ယောက်လောက်တည်တယ်ဒဏ်ရာတဲ့လူကလည်း16ယောက်လောက်ရှိတယ်လို့ကြားအဲ့ကောင်းကောင်းကြွေးရအဲ့တော့တောင်းတော့အခုကချရင်အဲ့လိုပထမတလုံးခဏနားလိုက်တယ်နောက်တလုံးအဲ့လိုမျိုးပေါ့ပထမတလုံးနောက်နှလုံးပထမ900ဆိုနောက်250နှလုံးဆိုပထမ250တလုံးလောက်စကြွေးလိုက်တယ်လာကောက်တဲ့အချိန်မှာ900တလုံးနှလုံးအဲ့လိုမျိုးတွေကြွေးတာကိုတွေ့ရတယ် အဲ့တော့မိုးမိတ်တို့လည်းမတရားတို့လည်းကောင်းကောင်းခန့်လက်နေကြပြီအကြက်ဘက်တွေတော်တော်အကြက်ဘက်တွေတော်တော်ကိုလက်နေကြရဲ့ဒီလိုပဲကျွန်တော်ပြောလို့ရတယ်အဲဒီလိုပဲဒီဘက်ဆိုနဲ့ချင်းကူဒီပဲတော့ဘုံနဲ့အဲပတ်လည်ရင်ရာချားမှာရှိတဲ့ကောင်းဆက်တာစီဆိုင်ရှိရမှာအဲကောင်းဆက်တာစီဆိုင်နဲ့လူစီကားနဲ့ဆိုင်တာအဲ့မှာလည်းပဲတက်နော်ကဗစ်တူရှင်နဲ့နိုင်တဲ့နေရာမှာဆက်ခွန်တော်ဦးတော်တည်တယ်လို့ကျွန်တော်ကြားသိရတာရှိတယ်နော်အခုတော့တက်မနော်ကစစ်ကြောင်းတွေကဘလို့ထိုးတယ်လဲဆိုဒီ မြင်းကြံတို့တောင်သာတို့နထိုးကြီးတို့စင်ကူတို့မတရားတို့တပိတ်ချင်းတို့ဒီမိုးကုတ်ကုတ်ပေါ်တက်မဲ့လိုင်းချောင်းတွေတောက်လျှောက်ဟိုဘက်ဒီဘက်တွေအကုန်လုံးကိုပတ်ချလဲဒါစကြောင်းတို့ရှင်းနေနေတာတွေ့ရတယ်ဒါမိုးကုတ်ဘက်ကိုတက်မဲ့နေရဆိုလဲပဒီအနေမှာကျွန်တော်ပြောမယ်ဆိုဗျာဒီမတရားတို့တပိတ်ချင်းတို့နော် ဒီချောင်းတို့ဒီတောင်းချောက်တောင်းချောက်ကိုတပ်မတော်ကအာနေနေရှင်းစစ်ချောင်းတို့ရှင်းနေနေတာဆိုရင်အကြမ်းဖက်တွေကုံတလောက်တော့ဖြစ်နေပြီ။နည်းနည်းပပရရပဲရှိတော့တယ်လို့ကျွန်တော်လည်းနဲ့ကြားသိရတာရှိတယ်။နော်။နောက်စကိုင်းကလေးမျိုးမှာကလေးပေါ့ဗျာစကိုင်းတိုင်းကလေးမျိုးကလေးရဲ့တမှုရဲ့ခံငေါ်ရဲ့အဲဒီလမ်းမကိုတပ်မတော်ကစစ်ချောင်းထိုးနေတယ်မလားစစ်ချောင်းထိုးပြီးရှင်းနေနေတဲ့နေရာမှာဒီတာယာကူးနဲ့ကြောင်ချောင်းရွာကြီးကြားမှာပွက်ကတယ်။အဲဒီပွက်ကတော့ PDF တွေတော်တော်များများတည်တယ်ဗျ။တော်တော် PDF တွေတော်တော်များတည်တယ်။ပြီးတော့အဲ့ဒီမှာစိတ်ဟိုလေးချောင်းတွေကလည်းကောင်းကောင်းကောင်းကျွေးတယ်။လက်နက်ကြီးတွေကလည်းကောင်းကောင်းကျွေးတယ်။ drone တွေကလည်းကောင်းကောင်းကျွေးတယ်။ PDF တွေတော်တော်များများတည်တယ်။အဲ PDF တွေတော်တော်များပြီးတော့တွန်းချောင်းရွာအာကိုတက်မလောက်ကဝင်ရောက်ထိမ့်သိမ့်စီးနေလိုက်ပြီ။စီးနေလိုက်ပြီဆိုတော့အဲ့မှာလည်းပဲအကျန်းဖတ်တွေရှိတဲ့ရွာနဲ့အကျန်းဖတ်တွေရှိတာတွေကိုတက်မလောက်ကကောင်းကောင်းဆုံးပါတယ်။ဘုံတိုင်းချပြတဲ့အဲပိုးဆိုးဝဆက်လစ်တယ်။ ဒီကောင်းလေးတော်တော်ပြည့်ပြည့်တယ်နောက်ကြောင်းလည်းမကြောက်သေးတယ်ဒီကောင်းလေးလည်းအဲ့လိုမျိုးရှိတယ်နောက်တစ်ခုကျွန်တော်တို့ဝက်လက်ဘက်ကိုပြောမှဆိုဒီဝက်လက်အနောက်ချမ်းမှာရှိတယ်ဗျာဝက်လက်အနောက်ချမ်းမှာရှိတယ်ဝက်လက်ရွာသားကြီးလမ်းပိုင်းပေါ့အဲ့လမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်တွေကိုတတ်မလို့ကဗက်တူရှင်းနေလိုက်တာဗက်တူရှင်းနေတယ်ပေါ့ ဘလောက်တောင်ကျဲတယ်လဲဆိုလို့ရှိရင်အလုံးက90နီးပါးလောက်ကိုကျဲတယ်လို့ကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်။တေတာတော့ပြောအနေနဲ့တတ်တော့ကိုလဲနေကြတာပဲ။အဲ့ဒီဝက်လက်ဘက်ကရွာတိုင်းလမ်းမိုက်မှာရှိတဲ့အကြံဖတ်တွေကလမ်းမှာလည်းပဲသူတို့စက်ကြီးကောက်တဲ့နေရာတွေဘာညာရှိမှာပေါ့။အဲ့ဒါတွေအဲ့နေရာတွေကိုတတ်တော့ကအခုဒါချောက်နေနေရှင်းနေတယ်နော်။အဲဝက်နေနေရှင်းနေတဲ့အာပေါ့။အကြံဖတ်တွေကိုအကြံဖတ်တိုင်း အဲနှိတ်ကုတ်နေတယ်လို့ကျွန်တော်နေနေမြင်ရတယ်။ဘာလို့လဲဆိုတော့အလုံး90အထက်ကိုကျဲချတော့တည်တဲ့နောက်ကတော့ဘလောက်တည်မှာတွက်တာကြည့်တော့ဘုံကအလကားကျဲတာမဟုတ်ဘူး။နော်ပျော်လို့တော့ကျဲတာမဟုတ်ဘူး။အကြံဘက်ကိုရှင်းရတာနိုင်ငံတော်ရဲ့ငွေကြေးတွေနဲ့ကုန်ကြခံပြီးရှင်းရတာဖြစ်တဲ့အတွက်အကြံဘက်တွေတော်တော်တည်တယ်လို့ပဲကျွန်တော်နေနေပြောရမယ်။နောက်မကွေးတိုင်းဒီဘက်ပခုတ်ကူဘက်ပေါ့မကွေးတို့ပခုတ်ကူတို့ဘက်မှာကျွန်တော်ဥဟာယမလားဥဟာတော်လားဥဟာယမလားအဲအဲ့ရှားတော့ပြူးစစ် ဥဆောင်ပြီးတော့ဒါအာနေမီရှင်းနေနေမီရှင်းနေနေမီရှင်းတော့ဒီ PI ရွာရဲ့အကြံဖက်စကန်ကိုဒါတပ်မတော်ကအာလက်နက်ကြီးတွေနဲ့ဆုံးမလဲအဲ့ဒီမှာအကြံဖက်စကန်နေလဲတည်တယ်ပေါ့နော်ပြီးတော့ဒီပြည်သူစစ်နဲ့တပ်နဲ့နေမီရှင်းတဲ့နေရာမှာလဲအ အဲတတော်ကြီးကိုထတိရရောက်ရှိတယ်တတော်ကြီးကိုထတိရောက်ရှိတယ်အဲရေလာကြီးတို့ထန်းတပင်တို့ဖောင်ချောင်းတို့ဖောင်ခွဲတို့ရေမြတ်တို့ဒီပြိုင်ရွာတို့ရွာသားအေးတို့မြေပတောင်းတို့ဒါမျိုးပေါ့နော်ဒါမျိုးတွေရှိတဲ့ရွာတွေကိုတပ်မတော်ကနေပြီးတော့မှဒါတပ်မတော်နဲ့ဒီဟိုဥကယမပေါ့နော်သူတို့ရဲ့ပြည်သူ့ဆက်အဖွဲ့တွေနဲ့ဒါကောင်းကောင်းတိုက်ထုတ်ဒါအကြမ်းဖက်တွေတော်တော်များများတည်ကုန်တယ်လို့သိကြတယ်အောင်ကျွန်တော်တို့ကြားသိရတယ် ောင်းအောင်ဘက်ကတော့ပေးချက်မှုမရှိပြည်သူစစ်တွေဘက်ကလည်းပေးချက်မှုမရှိပြည်သူစစ်လူအင်အားလည်းရာကြောပိုင်းနောက်ကိုတော်တော်ပါတယ်လို့ပြောတယ်တော်တော်ကောင်းကောင်းမော်မော်ကိုဒါစနစ်တကျတပ်မတော်နဲ့လက်တဲ့တပ်မတော်နဲ့ပြည်သူစစ်တွေနဲ့ကြကြနနနေနေရှင်းတော်ကိုတွေ့ရတယ်ပြီးတော့အဲပြည်သူစစ်နဲ့ဆိုတော့ဒီဟိုဘက်မှာဆိုမြင်းကျန်နထိုးကြီးတောင်သာဘက်မှာဆိုတော့မတ်တီတာယူမော်လုံးကတော်တော်ဆွာတဲ့နေရာဖြစ်တယ် နော်မိုက်ခဲတို့တော့ထွက်ပြေးပြီးတော့ဟိုမှာငါစီတို့နဲ့အလူတွေတောင်ခံနေရတာတွေ့တယ်ဟုတ်လားဒါလည်းဆိုသူတို့အတွက်စီးပွားပဲဖြစ်တော့မှာပါဘာလို့ဆိုတိုက်ပွဲလဲသူတို့ကမလုံဆောင်နိုင်တော့ဘူးအားလုံးနဲ့ဆုပ်ပြတ်တိုက်တိကုန်ကျမတော်ကလည်းပဲတောက်လျှောက်ကျွေးနေတာဖြစ်တာဘို့ဒီပေါက်တို့ပေါက်အနောက်ဘက်ကျမကြီးကပုံနှောင်းတောင်လာအဲ့တောင်တကြောလုံးကိုပြဖဲတုတာမနေ့ကဆိုအလုံး၄၀ကျော်လောက်ထုကြတာဒီပေါက်နဲ့ထီးလေးနဲ့အဆက်မှရှိတယ်ပေါ့ပုံနှောင်းတောင် အဲ့မှာရှိတဲ့အကြမ်းဖက်တွေကအမြဲတမ်းသွားစုတယ်စုတဲ့အချိန်မှာတမတော်ကအဲ့ကြောတွေကိုအမြဲတမ်းရှင်းလိုက်တဲ့ခါကျတော့အဲ့ဒီတဒေါလုံးသေးရတာပေါ့နော်တဒေါလုံးသေးကြတာပေါ့အဲ့တော့မြင်းကျန်တို့ကြီးနောင်ဟိုအဲစင်ကူတို့တပိချင်းတို့မတရားတို့ပေါ့တို့ဒီစိတ်ဖြူတို့စနေဒါတွေကအာပြည်သူစစ်တွေနဲ့လည်းတွဲပြီးတော့တမတော်ကလည်းကောင်းကောင်းတုံနေတာဆိုတော့သူတို့လည်းအတိတ်များတာပဲရှိတယ်အခုကတော့သူတို့ရာသလောက်ငွေချင်းယူပြီးတော့အေးစစ်စစ်မှတ်တော့မှပုံစံမျိုးတော့ရှိတာပေါ့နော် တိုက်ဝဲဖို့ဆောင်တည်ဖို့ပဲရှိတာလေသူတို့တည်ပြီးတာပဲဟုတ်တယ်မဟာအဲ့တော့အဲဘယ်လိုပြောမလဲအိန္ဒိယဘတ်နှစ်သိန်းလောက်ရတယ်လို့တော့ကျွန်တော်ကြားသိရပါတယ်ဒီငစီနဲ့အစီနဲ့ဒီမိုက်ခဲနဲ့လားသူတို့ဒါအကြည်တံမို့အလူခံနေပါဗျာအလူခံယူမှတိုက်နေတဲ့ပတ်စံနေဗျာတောင်းတော့ဘုံတလုံးလုံးတဲချလိုက်တယ်အုံတိုက်ကွန်းဆိုပေကုံကားလေးပဲဟုတ်လားတလောက်ထိမှအတိတရားဉာဏ်ပညာမရှိရင်တော့ကျွန်တော်တို့လည်းဒါမပြောတတ်တော့ဘူးเนาะကျွန်တော်တို့ကတော့ ဆွဲခေါ်တယ်ဆိုတာကတိုင်းပြည်မှာလူကိုမြန်မာလူမျိုးအခြေအနေမတည်ကြမတည်ကြအောင်เนาะပြီးတော့သူတို့ဒီတိုက်နေတဲ့ဥစ္စာဘလို့ဖွဲ့စည်းနေတယ်ဘလို့တွေတိုက်နေလဲတော့မသိဘူးဘယ်ဟာတွေဘလို့တွေခံချက်တွေနဲ့တိုက်နေလဲတပ်မတော်ကိုတိုက်နေဆိုတော့တပ်မတော်ကလည်းတယောက်တူပိုင်တာလည်းမဟုတ်ဘူးတနိုင်ငံလုံးပိုင်တဲ့တပ်မတော်လူပေါင်းစုံဟိုတိုင်းနာတိုင်းနာပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့တပ်မတော်ကိုတိုက်မယ်ဆိုတော့လည်း စဉ်းစားရလဲတော်တော်ကြက်တယ်အဲ့ဒါကိုလည်းပဲအဲ့ဘက်ကအာပတ်စံပေးနေတဲ့သူတွေလည်းပဲကျွန်တော်တို့သဘောတော့ကြပါတယ်သူတို့ရဲ့အတိခက်အတဲအားအတွေးခေါ်တဲ့နိုင်ငံကိုဖျက်ဖို့ကိုဒိုအင်အားတော်တော်များများနိုင်ငံတကာကိုရောက်နေတယ်ဆိုတော့ကိုကျွန်တော်တို့မြင်တွေ့ရတာပေါ့ဗျာနော်တိုင်းကြီးကိုချစ်တဲ့သူတွေကတိုင်းကြီးထဲမှာနေပြီးတော့အဲတချို့ကျတော့ကိုယ့်ရဲ့ဇာဝတ်နေကြောင်သွားတာရှိတယ်ဒီနိုင်ငံဖျက်တဲ့သူတွေကိုပဲပြောတာပါနော်နိုင်ငံသားမှနေတဲ့သူတွေကနိုင်ငံချစ်တဲ့သူတွေကအများကြီးရှိပါတယ်နိုင်ငံဖြတ်တဲ့သူတွေကအများကြီးရှိပါတယ် ဲ့တော့နိုင်ငံဖြတ်တဲ့သူတွေပဲကျွန်တော်ပြောတာဖြစ်တယ်။နောက်ဒီ safe view ဇလင်းဘက်မှာဆိုလို့ရှိရင်လမ်းပိုင်းတွေမှာနေမြေတွေရှင်းနေတယ်ပွဲတွေကနေတာတွေ့ရတယ်။ကလေးမျိုးတွေဘက်မှာလည်းပဲဒီလိုပဲပွဲတွေကနေတာကိုကျွန်တော်တွေ့ရတယ်နော်။နောက်ကဇလင်းကြီးမှာဆိုလို့ရှိရင်စားလင်းကြီးပေါ့ဗျာအဲ့မှာရေခါရွာမှာအကြက်ဘက်ကောင်းဆောင်မဲကြီးဆိုတဲ့အိမ်ကိုဒါမဲကြီးအိမ်အပါအဝင်ပေါ့ဗျာတောက်တော့ကဒါဒီနေ့အဲပါမဒိုင်ကိုဘရိုင်းနဲ့ အဲတိတ်တကြဖိထုရှင်းနေလိုက်တာဖိရှစ်လုံးလုံးထုချရလို့ကြာတိရတယ်မိပါသွားမပါသွားတော့မသိဘူးအဲ့မှာတော့တော်တော်များများတေကုန်နဲ့အိမ်ကြီးပျက်စီးကုန်တော့တွေ့ရတယ်အဲဒီဘက်ကတောင်းတော်ကဒီဘက်အဲ့မှာဆိုအောင်ချမ်းပါလေအောင်ချမ်းစီရွာလာအညာဝင်းရွာလို့လားအဲ့ဘက်ဒီနေနေရှင်းနေဒီဘက်ကျွန်တော်တို့ဟိုနေဂျင်းနီစီမံကိန်းဘက်ကနေမှာလဘရောင်းတော့ဂျင်းနီစီမံကိန်းဘက်ကနေမှာတက်တဲ့အထိုင်ကနေတော့တောက်လျှောက်အဲ့တတော်လုံးစနေကြီးတတော်လုံးကိုနေနေရှင်းနေတာတွေ့တယ် အဲ့မှာလည်းပဲအကျန်းဖက်အဲ့ကောင်းဆောင်မဲကြီးဆိုတော့နာမည်ကြီးပေါ့နော်နာမည်ကြီးပေါ့သူကဆက်ကြီးကောက်တယ်အဲငွေကြီးကောက်တယ်မတိုင်းကျင်းတဲ့လူတက်တဲ့ဒီလိုကောင်ပေါ့ဒီလိုကောင်နာမည်ကြီးကောက်ပေါ့အဲ့တော့တမတော်ကတေချာတော်ရောက်ရှင်းနေတာရှိတယ်ဒါမဲ့ဒါဟိုမပြီးမချင်းတော့ရှင်းရမယ့်အနေထားလေးပေါ့ကျွန်တော်ပြောချင်တာဒီဘိုင်းနေရနော်နောက်ကျွန်တော်တို့ဗမောဘက်မှာပေါ့ဗမောအဲဗမောပဲပြောမယ်ဗျဗမောပြီးမှပြောတော့ဒီဘက်တတော်လုံးပြတ်သွားဗမောမှာက အနကရရွာဟိုဟိုတပ်မတော်နဲ့ဟိုဒီရှမ်းပေါ့ဗျာတအဲအဲ့ဒီပြည်သူစစ်ကအပေါင်းပြီးတော့နေမင်းရှင်းနေနေမင်းရှင်းနေနေမင်းရှင်းတဲ့အခါကျတော့ဟိုနေနဲ့ဆိုတာဗမောင်းနဲ့ဆိုတော့တမိုင်လောက်ပဲလိုတော့တယ်လို့ကျွန်တော်တို့ကြားသိရတယ် ဒါတမန်တော့ဆိုလှမ်းကြည့်မြင်နေပေါ့အကျမ်းဖက်တွေကလည်းအထဲမှာအာသူတို့အစိုးရရန်နေရယုံနေပါညာအကုန်မိဘချေဘသူတို့ထုံးစံတိုင်းမှာသူတို့ယူပြီးသွားတဲ့ပစ္စည်းတွေထုတ်ယူတယ်ယူပြီးသွားလို့အခွန်အိမ်ကြံမီးရှို့တယ်အဲဒါမျိုးလေးပေါ့ပြီးလို့ချင်းဒီဘက်ကတပ်ဘက်ကနေပြီးတော့ဒါမီးလောင်ပုံးတွေချလို့ drone တွေနဲ့ချလို့ပါလို့ညာလို့ပေါ့အဓိကတော့အကျမ်းဖက်ကတော့အကျမ်းဖက်တခုကတခုဓမြဓမြပေါ့တို့ကွာသွားတာနော်အဲ့မှာမြေတေချင်းကျေးရွာကိုတက်မလို့ကဒါလေချောင်းရဗစ်ထုတာရှိအဲ့ဒီမှာ KIA နဲ့ဗ ဟို PDF တွေတော်တော်များများတည်တယ်လို့ကျွန်တော်ကြားသိအယောက်20ရဲ့အထက်ကိုတည်ကုန်တယ်လို့ကြားသိရတယ်เนาะအဲ20ရဲ့ကြော်နဲ့ကြော်ပဲပေါ့ဒါတော့အတိအကျတော့မသိဘူးကျွန်တော်တို့ကြားသိတဲ့လောက်ပဲပြောပြတာအဲ့ဒီမှာ Facebook ကြားလဲဆိုတော့တောင်ကတောက်ချောင်းတွေပဲဗမောက်ကိုဒါလေချောင်းတွေကလည်းကက်တယ်ဒုံးတွေဘုံးတွေနဲ့လည်းကက်တာရှိတယ်เนาะဘုံးဒုံးတွေဘုံးတွေနဲ့လည်းကက်တာရှိအဲ့ဒီမှာတိုက်နေတာကတမ33တို့တမခွန်ခွန်တို့ပြီးတော့ဒီ SN ရှမ်းဒီပြည်သူစစ်တို့ပေါ့ ဗီဒီယိုရှစ်တော့အဲ့မှာကောင်းကောင်းကျွေးနေတာကိုကျွန်တော်တို့တွေ့ရှိရเนาะအဲ့တော့အဲ့ပြီးတော့ကျွန်တော်တို့ဒီကချင်ဘက်ကိုဆက်ပြောလိုက်မယ်เนาะကချင်ဘက်ဆက်ပြောလိုက်မယ်အဲကချင်မှာခေါလံဘူးဒေတာမှာခေါလံဘူးဒေတာမှာဒါလန်ဆယ်ဘန်းမှာဒါလေချောင်းတွေနဲ့လည်းဒီနေ့တရဇက်တုတ်တင်အောင်ကျွန်တော်တို့တွေ့ရှိရတယ်เนาะလေချောင်းတွေနဲ့တရဇက်တုတ်တင်အောင်တွေ့ရှိရတယ်ဗမောမှာလည်းပဲလေချောင်းတွေနဲ့တုတ်တင်နေတာကိုတွေ့ရှိရတယ် နော်ဝိုင်းမော်လည်းပဲအဲ့လိုပဲရွှေညောင်ပဲမှလည်းအဲ့လိုပဲအဲတောက်လျှောက်ဒီနေ့လည်းတိုင်ပွဲတွေတော်တော်ကောင်းတယ်လို့ကျွန်တော်တို့ကြားသိရတယ်နော်ဒီကချင်ပြည်တဲ့ဘက်မှာလည်းတပ်မတော်ရဲ့ထိုးစစ်တွေကအမတ်တကောင်းတယ်လို့ကျွန်တော်တို့ကြားသိရတယ်တပ်မတော်ရဲ့ပေးစားမှုကတော့မရှိဘူးလို့ကြားသိရပြီးတော့ကျွန်တော်ကျန်တာတွေကလည်းလည်းတရေတင်ဆောင်မှုကလည်းလည်းများမယ်ထင်လို့ကျွန်တော်ဒုတိယတဖိုင်နဲ့ထပ်တင်ဆက်ပေးမယ်နော် ဘာလို့ဆိုတော့အခုဒီစစ်မှုထမ်းအပတ်စဉ်ညီလေးတွေဟာ၁၇လပိုင်းမှာဆိုလို့ရှိရင်သူတို့တာဝန်ပြီးဆုံးတော့ပြီးဆုံးပြီပေါ့တာဝန်ပြီးဆုံးတဲ့အခါမှာအယောက်2000ကကျော်လောက်ကသူကဟိုပေါ့ဟိုနေနေရတာအဲသူရဲ့ကောင်းအဖြစ်ဒီပေါ့နော်အစင်းတို့ jump promotion ပေါ့ရာထူးတို့တွေရတာလေဒါမျိုးရှင်ရာထူးတို့ရတာလေပညာလေးနည်းနည်းတက်တယ်ဆိုအရာရှိ officer ဖြစ်နိုင်တယ်ပြန်တန်းဝင်အရာရှိတွေပြန်ဖြစ်နိုင်တယ်အဲ့တော့သူတို့က အဲဆက်လိုက်တောင်းဝင်ထမ်းဆောင်နေတယ်ထမ်းဆောင်ဝင်မထမ်းဆောင်နဲ့ထွက်လိုက်တောင်းပါထွက်တဲ့ညီကိုတွေကိုတောင်းတော်ဘက်ကပါပြအလောက်ကအခွင့်အရေးရရှိဖို့တော့ကိုဆက်လက်ပြီးတော့ဆက်လက်လှုပ်ဆောင်ပေးပါရှိတယ်အဲ့တော့တောင်းတော်ဘက်မှာရှိနေတဲ့တောင်းတော်သားတွေပြည်သူစစ်မှုထမ်းညီငယ်လေးတွေကဘာဖြစ်လဲဆိုတော့နောက်တစ်ချိန်မှာအနာဂတ်ကတူရဲကောင်းနေဆိုတာတကယ်တိကျမှာဟိုဘက်ကကြတော့တည်လိုက်ကြတဲ့အကြမ်းဖက်ဘက်ကခွေးတွေနော်အကြမ်းဖက်စစ်ခွေးတော်တော်တည်ကြတယ်အဲ့ဒါဘာဖြစ်လဲဆိုတော့ PDF တို့ AA တို့ KIA တို့ KNA တို့ MND တို့အမျိုးစုံဒီဘက်ကမြန်မာတပ်မတော်ကဒါတိုင်းနာပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့မြန်မာတပ်မတော်ကဒါဟိုနောက်ဆုံးပြအခန္ဓာကိုယ်ဆုံးလုံးရသည်ဖြစ်စေနောက်ကအသက်ဟိုပေးဆက်ပြီးတော့တိုင်းပြည်တော်ကာကွယ်သည်ဖြစ်စေတံမိုးရှိရှိနဲ့တံမိုးတီတီနဲ့เนาะအဲဒါအိုအိမ်နေရာတိုက်တာအဆောင်တွေအကုန်လုံးရရှိတယ် တဖက်ကကြတော့ဘာဖြစ်လဲဆိုခွေးဒီလူပဲဖြစ်တယ်ခွေးဒီလူပဲတည်တယ်သူတို့ရဲ့အကုသောသူတို့ပြောတဲ့ရှစ်ခွေးဆိုတာသူတို့မှတကယ်ရှစ်ခွေးတွေဖြစ်သွားပြီးတော့မှလုံးဝတန်ခြင်းမေးတည်တာတော့တဲ့ခွေးတစ်ခေါင်လုံးတော့တန်ဖို့မရှိတဲ့ဟာမျိုးတွေကိုကျွန်တော်တို့တွေ့ရအခုညီငယ်လေးတွေဒီ7လပိုင်းလောက်ဆိုလို့ရှိရင်7လပိုင်းထဲမှာပဲသူတို့တောင်းဝင်ပြီးဆုံးကြမှာပေါ့ပြန်ကြရမှာပေါ့အဲ့ချိန်မှာအောင်မန်းနေစင်နာကိုမြင်တွေ့ရပါအောင်မန်းလို့ပြောရင်အားလုံးကျမ်းပါစေကြောင်းကိုစုမကောင်းတောင်းပါတယ်ဗျာ